ားလုံးပဲမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါအခုအာရှဆုံးခြေစစ်ပွဲမှာဂျပန်ဒီအီရန်တို့အနောက်မှာအုပ်စုဒုတိယနဲ့ခြေစစ်ပွဲအောင်တဲ့ Uzbekistan ပေါ့လေ Uzbekistan အသင်းကအခုသူတို့တမိုင်းတလျှောက်မှာ Jordan နဲ့အတူကမ္ဘာဖလားခြေစစ်ပွဲအောင်သွားပြီး ဒါက first time ဖြစ်တယ်ကမ္ဘာပလာချစ်ဘွယ်အောင်တဲ့အသင်းတွေထဲမှာပထမဆုံးချင်းအောင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်နေဆိုတော့ဥဇဘက်ကသူတို့နောက်ဆုံးကစားခဲ့တဲ့ World Cup qualify ပေါ့လေအဲ့ World Cup qualify မှာသူတို့ကစားမတွေအားလုံးကိုဒါသူတို့ဘက်ကနောက်ဆုံးအနေနဲ့သူတို့ကာတာကို၃ခုပြည့်နေနိုင်တဲ့ပွဲပေါ့လေဒါဥဇဘက်ကစားရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲပါဒါကစားမအားလုံးရောကလပ်ရဲ့ဒါလူဝိစင်အသင်းမှာရှိတဲ့ဒါနီးပြအဖွဲ့ဝင်တွေ member တွေနောက်ကစားမတွေအားလုံးကိုအယောက်40ရှိတယ်အားလုံးကိုသူတို့ဂုံပြူပေးလိုက်တယ်အဲ့ဒါကတော့ဒါ Uzbekistan အသင်းဘက်ကဒါ BYD electric car ပေါ့လေ electric car 40အဲ့ဒါကိုဘောလုံးကွင်းရဲ့နောက်မှာသူတို့အကုန်လုံးတည်ထားတာတည်ထား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 ပြီးတော့မှအကုန်လုံးသူတို့ကအဲ့မတိုင်ငယ်ပြီးခဲ့ပွဲစဉ်တွေကခြေစပွဲအောင်ပြီးသားဒါပေမဲ့ဒီဟာကသူတို့ဂုံပြူမဲ့ပွဲဖြစ်တယ်အဲ့ဒီတော့နောက်ဆုံးပွဲမှာသူတို့ကထာနဲ့ကန်နဲ့ ကတာဆိုတာကပြီးခဲ့တဲ့2022ကမ္ဘာဖလားပြန်ပွဲကိုအင်ရှင်ဖြစ်ကျင်းပခွင့်ရတဲ့နိုင်ငံဖြစ်ပြီးတော့ဒါကတာနဲ့ကန်နဲ့ပွဲအပြီးမှာပဲကစားမတွေတယောက်ချင်းစီကို electric car ဈေးပေးလိုက်တယ်ဆိုတော့ဒီနေရာမှာ Uzbekistan အသင်းကအမှန်တမ်းပြောရင်တော့ဟို2026ကမ္ဘာဖလားပြန်ပွဲမှာသူတို့လည်းအင်ဖြစ်အဆင့်ထက်တော့မပူလောက်ဘူးဘာကြောင့်လဲဆိုတော့သူတို့မှာ quality player အချို့တော့ရှိတယ်နီးပြားက ဥစဘက်ကစ္စတန်ဥစဘက်ကစ္စတန်လူမျိုးဖြစ်တယ်ဒါပေမဲ့ဇာမရီအားလုံးကိုရှိရင်တူတကီလီမှာကစားတာတယောက် now တစ်ဖက်ကရူပင်ကက်ဆန်ရုရှားမှာကစားတာတယောက်တူတကီလီမှာနှစ်ယောက် now ရုရှားမှာ CSK မော်စကိုမှာတယောက်ရူပင်ကက်ဆန်မှာတယောက် now ရိုမာမှာတယောက်ဒါပဲရှိတယ်ပြီးတော့မှသူတို့ရဲ့အနမေအကြီးဆုံးကစားမကခူဆာနိုပေါ့လေအခု RC Lance ကနေ Manchester City ကိုပြောင်းလာတဲ့ကစားသမားကူဆာနိုသူတယောက်ပဲ main ဆိုတော့သူပါဝင် Roma အသင်းမှာသူတို့အသင်းကောင်းဆောင်ပေါ့လေအသက်အဒီ Alda ဆိုတဲ့တယောက်က Roma မှာကစားတယ်သူကတော့လက်ရှိအသင်းကောင်းဆောင်လည်းဖြစ်တယ်ဝါအပြည့်ဆုံးဖြစ်တယ်ဆိုတော့ဥရောပမှာကဒီ CSK Moscow မှာတယောက် Ruben Garcia မှာတယောက် Turkey မှာ၂ယောက်အဲ့မှာ၄ယောက် now ဒါ Roma မှာတယောက်မှာ total ၆ယောက်ရှိတယ်သူတို့ squad မှာဆိုတော့ ဒီဆန်အစင်ထက်တော့နည်းနည်းနှိမ့်တယ်ဒါပေမဲ့ Uzbekistan တမိုင်းတစ်လျှောက်မှာတော့ဒါပထမအဆုံးချိန် World Cup Qualify မှာချစ်စပွဲအောင်သွားတဲ့အတွက်ကြောင့်အခုလိုမျိုးကားတယောက်စီးစီပေါ့လေ electric car တယောက်စီးစီကို Uzbekistan ရဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကရာကသူတို့ကိုချီးမြှင့်ပေးလိုက်တယ်ဒါတော့မှနိုင်ငံတွင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကလည်းသူတို့ကစားမတွေအားလုံးကိုဂုဏ်ပြုပြီးတော့စုငွေတွေအများကြီးလဲပေးထားတယ် ဆိုတလဆာထဲမှာပဲဒါဥဇဘက်ကစ္စတန်ရဲ့ဘောလုံးဖွဲ့ချုပ်ကနေသူတို့ဘောလုံးဖွဲ့ချုပ် FA ကဒါကမ္ဘာဖလားချစ်စပွဲအောင်ရင်အောင်တဲ့နိုင်ငံတွေက10သန်းပေးတယ်အဲ့ဒါက FIFA ကပုံမှန်ပေးနေကြ FIFA ကမ္ဘာဖလားပြိုင်ပွဲရဲ့ပြိုင်ပွဲဝင်အသင်း၄၈သင်းဖြစ်ပြီးရင်းတော့ကတော့32သင်း32သင်းတောက်လျှောက်ကစားတယ်ကျွန်တော်အတိတုံးက၄သင်းလောက်နဲ့စားတယ်နောက်6သင်းဖြစ်တယ်နောက် ၈တင်း၁၂တင်း၁၆တင်း၁၆တင်းကနေမှ၃၂တင်းပြောင်းပြီးတော့မှအခု၃၂တင်းပြိုင်ပွဲကပြီးခဲ့တဲ့ကထာပြိုင်ပွဲမှာနောက်ဆုံးဖြစ်ပြီးတော့အခု၄၈တင်း၄၈တင်းမှာအရှဆုံးကတိုက်ရိုက်၈နိုင်ငံခြေစပွဲအောင်ဝင်ရမယ်ဆိုတော့အုပ်စုတတိယအဆင့်မှာပထမတုံးစုက၂တင်း၂တင်း၂တင်း၆တင်းတက်မယ်ပြီးတော့မှ round 4ရောက်တဲ့အခါမှာအဲ6သင်းတဲကနေနောက်ထပ်2သင်းထပ်တက်မယ်အိုစုပထမ2သင်းပြီး8သင်းဖြစ်မယ်ပြီးတော့မှကြံတဲ့အသင်း3သင်းစီက playoff တဝက်ထက်ထက်ရမယ်ဆိုတော့တို့ကကံကောင်းရင်8နေရာခွဲတီးရမယ်ဆိုတော့ Uzbekistan နဲ့ Jordan က FIFA ကနေကမ္ဘာဖလားချစ်ပွဲပထမဆုံးကြည့်အောင်တဲ့တဝက်တခြားအသင်းတွေလိုပဲတို့ American Dollar 10သန်းရပါမယ် Uzbekistan ကစားမတွေက ဒါလက်ရှိမှာဘလုတ်ဖွဲ့ချုပ်ကနေ electric car တယောက်တစ်စီးစီနဲ့အစီး40ပေးခဲ့တဲ့ဒါအပြင်လုပ်ငန်းရှင်တွေချမ်းသာကြွားတဲ့တတိတွေအားလုံးကလည်းကစားမားတွေကိုသူတို့ဘက်ကစုငွေတွေအများကြီးနဲ့ဂုဏ်ပြုခဲ့တယ်ဆိုပြီးတော့ပေါ်ပြထားတယ်ဆိုတော့ဒါပထမတုံး first time မှာအရန်ချမ်းသာတဲ့နိုင်ငံတွေခြေစပွဲအောင်ရင်ပူတော်ရရင်ရအောင်ပါဘာဖြစ်ဖြစ်ဒါဥစ်ဘက်ကိုကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရအောင်ပါဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်